ရင်ရင်မယူနဲ့ဆိုတဲ့စကားလည်းရှိထားလေတော့တပည့်တော်ကတော့ဘသူပြောတာကိုမှဒေသာပေးကိုမှတရင်စီမယူပဲနဲ့ကိုယ်စိတ်ကိုယ်ခန္ဓာဖြစ်ပုံနဲ့တကယ်တိုက်ဆိုင်မှယူနိုင်မှာပဲဆိုတဲ့တရင်စီဆုံးဖြတ်ချက်တပည့်တော်ရှင်းပါတယ်ဗျာ။ဒါများကတော့မလွဲနိုင်ဘူးလို့ဒါတပည့်တော်ရဲ့အယူဆတွေးခေါ်ပေါ့လေ။ဟုတ်ကဲ့ဗျာ။အဲ့တော့အခုရှင်းရလောက်ဆရာအကြောင်းနဲ့ ြောကြပါစို့ခင်ဗျာမကောင်းတဲ့စိတ်တွေထားမယ်မကောင်းတဲ့စကားတွေပြောမယ်မကောင်းတဲ့လုပ်တွေလုပ်မယ်ဆင်ပြန်ဟုတ်ပြီဆင်ရတရားကြီးကစားတွေကပါတာမဟုတ်ဘဲနဲ့မယုံလို့ကြည်ပါဟုတ်ကဲ့လုပ်ကြည့်ရင်မကောင်းတဲ့စိတ်တွေတကယ်များစားပြီးထားကြည့်မကောင်းတဲ့စကားတွေပြောကြည့်မကောင်းတဲ့လုပ်တွေလုပ်ကြည့်အဲ့ဒီကမကောင်းညို့ရမှာတော့မြေကြီးလဝမ်းနဲ့ပုတ်ထားတာတွေ့လို့မရလို့ဒါတတိယရက်တွေ့ခေါ်ယူတာဒါအတွေ့အကြုံတရားပါဗျာအဲ့ဒါကြောင့်မလို့တန်ဒိဋ္ဌိကဂုံနဲ့ကြိုက်တဲ့တရားကိုတတိယကယူပါတယ်ဒါဒေသာပေကဒါပဲ သာကနာကဒါပဲဒီဘက်ကဆိုတိုင်းဒီပြောခေါင်းကြီးနဲ့လူတွေတပြီတော့မပါပါဘူးခရားအဲ့တော့မိမိစိတ်ဖြစ်ပုံမိမိခန္ဓာဖြစ်ပုံမိမိအတွေ့အကြုံမှာလာရင်ယုံကြည်တဲ့လူတယောက်ဖြစ်တဲ့အတွက်တပြီတော့ပြောကြရင်လည်းပဲရှင်ဘုရားတကယ်အတွေ့အကြုံတွေကိုဟာပြောဖို့ပဲပေါ့လေဟုတ်ကဲ့စာဒီပိရိစွာတော့ဒါသာရှင်ဘုရားလည်းမမိတယ်လို့လည်းမမိဘူးဟုတ်ကဲ့နော်အဲအဲ့ဒီလိုဖြစ်တဲ့အတွက်ဒီစာပေနဲ့အကျေချက်ပြီးပြောတာမျိုးကိုတော့အရှင်ဘုရားလုံးတစ်ထောင်ပြောဝင်မယ်တပြီတော့နားတဲ့တလုံးရောက်ချင်မှလည်းရောက်ဟုတ်ကဲ့နော် ။ဘာလို့လဲဆိုတော့တတိယအခါကျကမှသိယုံကြည်ခြင်းမရှိလို့ရှင်လည်းပဲအရှင်ဘုရားလုံးထောင်ပြောလဲကိုယ်ဟုတ်ပါတယ်။ဟုတ်တယ်မလား။ဟုတ်ပါတယ်။အဲ့တော့တတိယလိုချင်တာကတော့ဒီနေ့အဲအရှင်ဘုရားပြစ်စုံပါကာမဝတိဆရာတော်ကုညာနာနဲ့ဒီကနေ့တန်ဓိဋ္ဌိကဆရာရှင်တို့ဆိုရဲပထမအခြေတည်လိုက်ကြတဲ့ကဒီပြောကအတွေ့တရားမှယုံနေလူဆိုတာကတော့ဒါရှင်းနေပါပြီဗျာ။ဟုတ်ကဲ့ဗျာ။အဲ့တော့အတွေ့တရားမှဟုတ်ရင်တော့ဘယ်စာပေကပြောပြော ဘယ်ပါဠိတော်ကပြောပြောဘယ်ထာဝရခါကပြောပြောတတိယတော်ကညာကောင်းမြင်ပါဘူးဗျာဘာလို့မမြင်ဘူးဆိုတာတော့ဆိုတော့ခုနကဘုရားကလည်းကာလမတုံမှာမာပိကသာမဏေနာပိရကစာပေတွေကဆွန်ရတော်လီဟုတ်ပြီမှန်ပြီလို့တရားသေးမြူနဲ့မာသမဏေနောကုတုတိငါတို့လေးစားအပ်တော်ရဟန်းဤစကားကုယလီဟုတ်ပြီမှန်ပြီကိုရိတရားသေးမြူနဲ့လို့ဘုရားဆုံးမရတဲ့စကားတွေကတတိယတော်နာတဲ့မှာဒါဒီလိုကြားထားလို့တော့ဒီလိုယုံကြည်ထားလို့ပေါ့လေအဲ့တော့စာပေဆိုတိုင်းတတိယတော်ကတော့ဒါ လက်ခံနိုင်မှာမဟုတ်ပါဘူးဗျာစာပေဆိုပေမဲ့ခန္ဓာနဲ့ကြိုက်တဲ့စာတကယ်အတွေ့အရာသနိတိကကောင်အတ္တကောင်နဲ့ကြိုက်တဲ့စာဒီကံမျိုးပေါ်မှာတပြီးတော့လက်ခံတယ်လို့ဒါဒါရှင်ပြသောပေါက်သိနေတော့ဗျာသဘောပေါက်ပါလေဗျာအဲအဲ့လိုမျိုးလိုဒါသဘောပေါက်ထားတယ်လို့ဆိုရလည်းပဲအလကားပြောတယ်လို့ပြုတ်နေတဲ့အာမဖြစ်ပါဘူးတလေးတစ်နဲ့ပြောတယ်လို့ပဲပြုတ်ခံရပါတယ်ဒါပေမဲ့စကားလေးတစ်ခုတော့ပြောချင်ပါတယ် ဘယ်စကားလေးတစ်ခုပြောရမလဲလို့ဆိုရှင်ကျက်စွာဘုရားမိမမှန်နဲ့အယူအမြင်အားမျိုးကိုပြောတာဟုတ်ဒါဟုတ်စိတ်နဲ့ကြားလို့ရပါပါယုံကြည်ချက်တို့ကျက်နှစ်သက်မှုတို့ကိုယ်ကိုယ်ဝန်ကြီးကိုမျှော်မြင်မှုတို့သင်ကြားတို့ဒီချက်လေးချက်ရှိတော့ပါလိမ့်နောက်ဆုံးပြီးချက်လေးတစ်ချက်ကကိုယ်တွေးဒိ ေတွေ့ပြီးပါပါတရားတော်များများမှာမြတ်စွာဘုရားဟောထားတာကိုပြီးလို့ပါပဲဒါဆိုဆိုလိုတာကတော့ကိုယ်စီတန်တိကကိုတွေးလို့ဆိုတဲ့ဟာကိုယုံနေလို့ဆိုတာကြတော့ကိုတွေးဟာလည်းမယုံအပ်ဘူးလို့ခုနကာလာမတို့ကိုအချက်ဆက်ချက်ဟောတဲ့အထက်မှာပါတယ်လို့ပဲဒီဟာလည်းအချက်အားချက်ဖြစ်နေအပြစ်ထုတ်ပြီးတော့ချက်ချက်ဆက်ချက်ကမပါရခဲ့သေးတဲ့ကြပါတော့ဒီနာကြတဲ့တရားရဲ့ရူစီရဲ့နှုတ်တော်နာရဲ့ဆိုတဲ့ ယုံကြည်တာကိုလည်းပဲယုံကြည်ုံနဲ့တော့မှန်တယ်လို့မမှန်နဲ့အဲ့လိုပဲကိုကြိုက်တာနဲ့လည်းပဲသူရှိလို့ဆိုရယ်ကိုကြိုက်တာနဲ့လည်းမှန်တယ်လို့မမှန်နဲ့အနုတ္တဝလို့ဆိုရယ်တခင်ကြားကြားရတာနဲ့လည်းပဲကိုကြိုက်တယ်လို့အော်ရယ်မှန်တယ်လို့မမှန်နဲ့အဲ့လိုပဲတခါလဲကိုတွေးလို့ဆိုရယ်ဒိဋ္ဌိနိစ္စနဲ့ခံပြီးအဲ့ဒါလို့ကိုတွေးတွေ့တာနဲ့လည်းပဲဒါဖြင့်ငါအတွေ့နဲ့တော့ငါကိုယ်တိုင်သိတာပဲလို့ဆိုတော့မှန်တယ်လို့မမှန်နဲ့လို့လည်းဆိုပြပြောခဲ့ချက်ရှိပါတယ်လို့ဒီလိုပြောရပါတော့အဲ့တော့ကိုကြီးက သူတွေကိုပဲသိလေးထားတယ်လို့ဆိုလို့ရှိရင်စက်နေတယ်ဗျာဘုရားနဲ့ကင်းကွာပါလိမ့်မယ်လို့သူပြောတာဒါလို့ဘုရားနဲ့ကင်းကွာပါလိမ့်မယ်လို့ပြောရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားသူ့ရဲ့အရိယသစ္စာတရားဖော်နိုင်ဖို့ရန်အတွက်ဆိုရင်တို့တို့သူကျူပန်းလုံးလာထောက်ရတယ်လို့ရှိပါတယ်သူ့တော့လူစွန်းကောင်းလို့သူ့ကြီးကတာဒီရည်အသစ္စာကိုတစ်ဆင့်တစ်ဆင့်ကြား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 ပြီးမှတပည့်အစဉ်အဆက်ကနေပြီးတော့ကျုပ်တို့ရှင်ကိုရောက်လောက်ကြလို့ကျိုးပြောရပါပါ အဲဒီလိုလုပ်ကြရတာဖြစ်တဲ့အတွက်လည်းပဲကျုပ်တို့ကိုကျုပ်တို့ဗုဒ္ဓသာဝကဘုရားသဒ္ဒါနားထောင်သူဘေးစကားနားထောင်တာတော့မေးရင်အရိယတစ္ဆာဆိုတဲ့စကားကိုနားထောင်တာဖြစ်ပါတယ်။ဒါကိုတို့ဆိုတာတဲ့သူပြောတဲ့စကားကိုကျုပ်တို့ကိုယ်တိုင်သိရတဲ့အပိုင်းလောက်ကိုဒါကျုပ်တို့ကိုယ်တို့လုပ်ဖို့ကောင်းတယ်လို့ထင်ပါတယ်။တကယ်ကိုကိုယ်တိုင်ရဲ့တွေ့သိရတဲ့ဖြစ်ရကလေးကနေပြီးတော့ဒါတော့ပြန်ကိုတို့ပဲသတိရှိကြပဲဆိုပြီးကြလား။ကျုပ်ပေးလိုက်တာဟာတော့ရှင်အမှန်နဲ့နည်းနည်းခြားနာသွားရစရာရှိမယ်။ ြောချင်ပါလေ။အဲလိုဆိုတော့ကိုတွေးကိုသိယုံတာဆိုလို့ရှိရင်ကိုတို့ကိုတွေးသိယုံတာဟူသောအကြောင်းကြောင့်တကယ်ဘုရားရဲ့တရားအချက်တွေထဲမှာတရားရဲ့ကိုယ်ကြီးတွေထဲမှာအာကာလိကအိဟိပတိကဆိုတဲ့တခြားတခြားကိုယ်ကြီးတွေလည်းရှိသေးတယ်။သတိတိကလည်းမကတော့သတိတိကဆိုတဲ့တရားရဲ့တရားရဲ့ကိုယ်ကြီးထဲမှာတစ်ချက်တည်းရှိတာဆိုရင်တော့ဘုရင်ပြောတဲ့အတိုင်းဘုရားတို့ကသတိတိကမှယုံတာလို့ဆိုတာမျိုးပြောရဲ။ဒါအသိဉာဏ်ပါတယ်။ခုတော့သတိတိကဖြစ်ုံညတာလား။ အာဂါလိကအောင်ဖြစ်ကလားအိပတိကအောင်ဖြစ်ကလားဩပနိကအောင်ဖြစ်ကလားလို့ဆိုတဲ့ဟာတွေနဲ့လိုက်ထားပြီးကြည့်ခဲ့ပါတယ်လို့ဥစိနေဗတာသိရသိချင်လို့ဒီစကားကိုခုပြောပြလိုက်တယ်လို့မှတ်ပါဗျာတော့ဒီလိုကြည့်ပါတယ်ဗျာဟုတ်ကဲ့သန္တိတိကအောင်အာဂါလိကကုံဆိုတာဟုတ်ကဲ့တပိတော်ကကိုအလုံးများမဆိုလို့ကသန္တိတိကလို့ဇလုံးနဲ့ပြောလိုက်တာပါဗျာဟုတ်ကဲ့အဲ့တော့သန္တိတိကဆုံးမသန္တိတိကကုံအာဂါလိကကုံဆိုတာကသိကင်းသွားတယ်တရားမဟုတ်ပါဘူး ဥပမာဒီလိုကဒီနေ့သူများပြည်စီကိုထခိုးလိုက်လို့ရှိရဲ့ဟုတ်လားဒီကနေ့ကိုတွေကြီးဒီလိုအချုပ်တက်ထောင်နေဒါရောက်တာအမှန်ပါဗျာဟုတ်ကဲ့ဒီသူများပြည်စီခိုးလိုက်တယ်ဆိုတော့အကုတ်တရားကြောင့်လည်းပဲအကလိကကုန်းဆိုတဲ့အခါမင်းအကျိုးပေးအချုပ်တက်ထောင်နေရောက်တာအေကံဟုတ်ချပါဗျာအဲ့တော့ဒါတရားဒီတရားမျိုးမှမယုံဘူးဆိုရင်လည်းယုံကြရလို့ရှိရပါဘူးဗျာဟုတ်ကဲ့အဲအဲ့တော့တတိတော်ရဲ့အတွေ့တရားဟာဗနေတိကကောင်းအကလိကကုန်းဟုတ်လား ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါပါတော့ဗျာအဲအဓိကချက်ချက်ကြာလာလေးတာတပြီတော့ကဒါဟိုတနေ့နဲ့ကောင်းတယ်ပေါ်လိုက်တာပါနော်အဲ့တော့တပြီတော့ကသံတိတိကဆိုတဲ့ကိုတွေတရလူတယောက်ထပ်တက်လိုက်တယ်အခုဟုတ်ကဲ့အဲအခုတက်လိုက်တဲ့အခါကျတော့ဒီတက်လိုက်တဲ့အဘုဒ္ဓတရားဟာကိုတွေကြီးကိုဒီနေ့ချုပ်တဲ့ထောင်ထဲရောက်ပါပါနော်အာဂဏိကကောဆိုတော့အခုလူတယောက်ထပ်တက်လိုက်လို့တပြီတော့နောက်ဘဝမှာ ဒီအကျိုးကခံရမှာမဟုတ်ဘဲနဲ့အခုချက်ချင်းလည်းငယ်အာကာလီပြအခါမနဲ့ဟုတ်ဗျာဟုတ်ကဲ့ချက်ချင်းလည်းငယ်ကြီးကိုဒီအကျိုးကပေးမှာပါဆိုတာကကြောင့်မလို့ဒီကိုယ်တွေမျိုးကိုတော့တပည့်တော်ဘယ်ဖျားရမှာမယုံနဲ့ပြောလို့တပည့်တော်ကမရပါဘူးဘာလို့လဲဆိုတော့တကယ်သန္တိတ္တကောင်အာကာလီကတော်နဲ့ကြိုက်နေတဲ့တရားမို့လို့ဘုရားကလည်းသန္တိတ္တကောင်အာကာလီကတော်နဲ့ကြိုက်မှာလားဗျာ တဏိကကုံတဏိတိကကုံဟာတတိကကုံနဲ့မကပ်ရင်ငါတရားမဟုတ်ဘူးဆိုတဲ့ပြောသွားတဲ့စကားလည်းရှိပါတယ်ဗျာအဲ့တော့ဒီပြည်တော်ကတော့ဒီပြည်တရားတော့တရားတရားနဲ့လွဲတယ်ဆိုလည်းဒီပြည်တော်ကတော့မနေနိုင်ဘူးမလွဲဘူးဆိုလည်းမနေနိုင်ဘူးဒါကတော့တရင်စီပဲလို့ဒီပြည်တော်ကလည်းအဆုံးဖြတ်ချက်ချထားပါတယ်ဗျာဟုတ်ကဲ့ဗျာဦးသိကအဲ့ဒီဟာကိုဒါနာပြည့်တရားသိကိုပဲလက်ခံပြသွားပြီလို့ဆိုတဲ့စကားကိုကြားလိုက်ရတယ်လို့တို့တို့ကဖတ်ပေးပါမယ်ဗျာအဲ့လိုပြောသွားတယ်လို့ပဲဖတ်ပေးပါမယ်နော် ဒါတော့ဖြင့်အာဘုန်းကြီးကြီးမနေနဲ့တော့တပည့်တော်တရားနေတော့မပြောင်းနိုင်တော့ဘူးလို့ဆိုလဲဒါတော့လေမပြောင်းနိုင်တော့တဲ့သူဆိုတော့လေကြီးမနေနဲ့တော့လို့ဆိုတဲ့အတိုင်းမပြေတော့ဘူးပါပဲဗျာသူတို့ပြင်တာဟိုတောင်သူတို့ကဘွာခတ်လို့ရသေးရဲ့ဘွာလို့ပြီးငါတော့တော့ပါတယ်တော့သူတို့ကခုနကအကြောင်းကျိုးဆက်ဆက်ပြပြထားပြီလေလက်တွေ့ဒုက္ခရောက်တဲ့တရားကြီးဟုတ်ကဲ့လက်တွေ့ချက်ချင်းရိုးပေးတဲ့တရားကြီးကိုပြထားပြီပြီးအပြင်ဒီဇာလိတိကတော့အာဂါလိကကိုလည်းကြိုက်တဲ့အပြင်တခြားတရားဟောနာရလို့ မရှိတော့ဘူးလို့တတိတော်တရေတရေယူယူဆတာလေဟုတ်ကဲ့ဗျာဒါကြောင့်မလို့အဲ့ဒါလိုဒီတရားတော့ပြင်ပြင်လို့မရဘူးဒါဖြစ်တဲ့အတွက်သူတို့ကလည်းပဲခုနလို ပြုပြင်ပြင်ပြောတယ်လို့ဆိုတဲ့ဟာမျိုးကိုတော့ဝါခတ်ပြီးလောက်ပါတယ်လို့ဒီလိုဆိုလိုတာပါတော့ကျန်ချက်ပြောပါဗျာညာအရှင်ငယ်တက်ကလေးပြန်လာကြည့်ကျုံကြီးရဲ့စိတ်ဓာတ်ရဲ့စဉ်းစားလာတဲ့ဒီမှာမှာလေးအရေးကြီးတဲ့ကောင် ဲ့ကျန်နေနဲ့ဆက်ကြပါဦးလို့ဆက်ကြပဲလမ်းကြပါဆရာဆရာဟုတ်ကဲ့အဲ့ဒီတော့ဟုတ်ကဲ့တတိယဝါလည်းဗျာဘုရားဟောခဲ့တယ်ဆိုတဲ့တရားအကန်ဟုတ်ကဲ့ဘုရားလည်းတန်တိတ္တကောင်းကတိကဆိုနေကြိုက်မှငါတရားမကြိုက်ငါတရားမဟုတ်ဆိုတော့အခုတတိယတော့ကြိုက်ပြနေတာရှင်ဘုရားဟုတ်နော်အခုလုံကရင်အခုအဲ့ဒီအကျိုးအခုလို့ဆိုတာမကောင်းဘူးအခုပေးပါဒါကုတွေတန်တိတ္တကတရားပဲအဲ့တော့ အခုလိုသားလို့အခုချုပ်တဲ့ထောင်ထဲဖမ်းခါရတယ်ဆိုတာကအခါမင်းအကျိုးပေးတဲ့အခါတိကကောင်လည်းကဲ့နေပါပြီဗျာအဲ့တော့ဒီတရားကတော့တတိတော်ကတော့ဘသူကလာပြီးတော့မယုံနဲ့ပြောလဲတတိတော်ကတော့ဒီလက်မခံနိုင်တော့ပါဘူးဗျာဟုတ်ကဲ့အဲ့တော့တတိတော်ကတော့ဒီနေရာမှာတော့ဒလော့ကိုပဲပြက်ပြက်သားသားကြီးယုံကြည်ထားတဲ့အတွက်ဒီနေရာတော့ မိသူပြင်ဆင်တာကမှတတိတော်နားထောင်နိုင်ခွင့်မရှိဘူးလို့ရှင်ပြလက်မှတ်လိုက်ပါဗျာကဲသာမသိတော်ပါပြီသာမသိတော်ပါပြီဒါဒါတော့ဒါမှမယုံလေယုံရမှမရှိတော့ဘဲနဲ့ရှင်ပြရနဲ့နော်ကဲအဲ့တော့တတိတော်အာဂါရမောလီဒီလိုတတ်တတ်တူတူတခုလို့ရှိတာပေါ့ကိုရီယူဆိုပေမဲ့လို့ဟုတ်လားဟုတ်ကဲ့အဲဆိုကြပါစို့မြက်လေတဲ့ကခေါင်းကြီးဖြတ်ပြတာတို့ဟာငါကိုမြင်ရတာဟာကွာငါကိုအတွေ့မြင်လေခင်းကြီးဟုတ်လား ပြပြောခေါင်းကြီးကြီးသွားတာကွာဟာကိုကြီးကြီးသွားတာကွာဆိုဒါကကိုတော့ကိုတွေပဲဒါမလို့ဒီအပြင်မျိုးမဟုတ်ခဲ့နဲ့တတိယတကယ်တတ်တတ်တူတူဟာကိုအနစ်သာရရှိကြီးခံစားရတဲ့ကိုတွေမျိုးကိုဒီပြောဆိုလိုတာဖြစ်ပါတယ်ဗျာအရှင်ဘုရားသောတော်ကပြောခဲ့တဲ့ကိုတွေဆိုတိုင်းလည်းပဲဟုတ်လားအမှန်နာမဖြစ်ဘူးလို့ဆိုတဲ့အပိုင်းကလည်းအဲ့ဒါတွေကြတော့မှားပါတယ်ဗျာအဲ့ဒါအဲ့ဒီလိုပဲဒီမြက်လက်သွားကြည့်တဲ့အခါမှာကောင်းကြီးပြတ်သွားတော့ကိုတွေပဲဟာကောင်းကြီးကြီးကွာဟာကိုလုံးကြီးကြီးကွာဒါပြီးလှုပ်နေတယ်ကွာ ဒါကိုတွေဒါပြီးတော့အဲ့ဒီကိုတွေတရားပြီဆိုလာရေဝမ်းမဲ့တရားဟုတ်ပါဘူးဗျာကိုချင်းဆိုတဲ့စကားတော့ပါပြီဆိုလိုတာကတော့ဦးချင်းဟာကိုတွေတွေ့ထားတာရှိပါတယ်ဂျုံလဲယုံကြည်ပါတယ်လိန်ပြောတယ်ညာပြောတယ်မာယာနဲ့ပြောတယ်လို့နည်းနည်းမှပြုတ်သိတယ်မှမဖြစ်ပါဘူးဦးချင်းကိုတွေနဲ့ပြောတယ်အဲ့ဒါတကယ်ကိုယုံပါတယ်အဲ့ကိုရွေးနဲ့ပြောတယ်လို့ဆိုတဲ့အပိုင်းကလည်းအဲ့ကိုတွေ့တွေ့တာအတိုင်းတော့ဖြစ်။ဦးချင်းကိုမှန်ဘူးလို့ဆိုတာကြောက်တော့ တ်ကိုလှုပ်ပြောင်းတရရပြောခြင်းပေါ့ပဲပေါ့ဝင်မလို့လေဦးသိကဒီရင်မဲတင်ပြီးတော့ကတော့ရပ်ပြီးဒီတော့တော့မလိုက်နိုင်တော့ဘူးသူတို့ကိုတွေ့ဖြစ်တဲ့အတွက်ဒါတော့ရှိတော့ဘူးလို့ဆိုတာမျိုးနှခိုင်းမှာအပြည့်ပြည့်ပြောခြင်းဖြစ်တဲ့အတွက်သူလည်းပြောခွင့်ရမရှိတော့တဲ့အတွက်ကြောင့်မပြောခြင်းနဲ့တရားဥပဒေထားပါတယ်မပြောခြင်းလို့ပြောခေါ်တာပြောတယ်ဒါပြီးတော့ ဒီဝင်နေတယ်ဒီပြင်ကတော့တတိယလက်ခံပါတယ်ဟုတ်တယ်အဲ့ဒါကြောင့်အရှင်ဘုရားကိုဘယ်လိုမှအောင်းမလို့မဟုတ်ဘူးတော့ပေါ့တယ်ဒီကောင်ကမှမအောင်ဆိုရင်လောကမှာမှန်ရပြရဲ့လို့တတိယတော့ရှာလို့မတွေ့တော့ပါဘူးဟုတ်ပါတယ်အဲ့လိုမျိုးလို့မတွေ့တော့ဘူးလို့ဖြစ်ပြီးလို့ပြောတာကိုကြားရတဲ့အတွက်ကျုပ်ကပါသိကြောနေတာဖြစ်လေကျုပ်ကကျုပ်ဘိတ်ကိုကောင်းကောင်းဟုတ်တယ်အောင်ကိုအုပ်ထားပါတယ်လို့သူပြောတော့ပါအဲ့တော့ဒီလိုပေါ့ဗျာအကျဉ်းချင်းဆိုတာမတွေ့ကြဘူးဟုတ်ကဲ့ဗျာအဲ့တော့ဝတ်သားဆိုတာဒါကတော့သိကြရအောင်ရှိတော့ဗျာဒါအပြင်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဝတ်သားဆိုတာ လာလေးတော့ဝတ်သားဆိုတာဟုတ်ကဲ့လူတရားမေးကြည့်ပါကလားမဟုတ်ရင်တရားလုံးကောင်းတယ်လို့ဖြေမဲ့ဆိုကြည့်ပါလေဟုတ်ကဲ့ဒီဝတ်သားကောင်းမှလက်ကနဲ့ဒီနေ့ဘုန်းဘုရားဝတ်သားသွားရအောင်ပါဒါဟာမကြိုက်ဘူးမကောင်းဘူးဒီလိုပြောပါလားဟုတ်ပါဒါပြန်ဝတ်သားကမကောင်းလို့လားသူတို့ဘုကမကြိုက်တာလားလို့မေးရင်သူတို့ဘုကမကြိုက်တာကသားကမကောင်းတော့ဘူးဟုတ်ကဲ့အဲ့လိုပေါ့လေအခုလည်းအဲတတိယပြောနေတာကတော့အရှင်ဘုရားတတိယဖြေကြားချက်ဆိုတော့ အရှင်ဘုရားကလားဘုရားမကြိုက်အရှင်ဘုရားကလားဝတ်သားမကြိုက်ဘူးမကြိုက်တာချင်းမသိဘူးပေါ့ဗျာပြောပါပြောနိုင်ပါတယ်ပြောချင်းတလို့ပြောပါဒါပေမဲ့လို့တို့တို့ကအဲ့ဒီကြောစကားတွေအတွက်ဖြည့်ရှင်းခွင့်ကိုမသွေးရင်တော့ပြောရမှာပါပဲပြောပါโอ้ดาก็တော့คุณน่ะดีတော့ကတကယ်အခိုင်အလုံးအခုစံနေတိကဖြစ်နေတယ်ကွာတော့တကယ်လို့ရှိနေကျုံနေဆွေးနေမယ်ဆိုရင် တနေ့လောက်ကိုဒီအပိုင်းကိုဒါတော်တော်ကြီးပြောခြင်းတော့ပြောကျုပ်စကားပုံအောင်ပြောဦးချင်းကလည်းပြောခြင်းတော့ပြောဦးချင်းစကားပုံအောင်ပြောအဲ့လိုပြင်ရဖို့ကောင်းတယ်ဗျာတကယ်လို့ဦးချင်းကဒီပြင်မဲ့ဖြစ်ထားလိုက်ပြီဆိုရင်ဟောကျုပ်ကပြိဟုတ်ရပြီဗျာပြိဟုတ်ရတော့ကျုပ်ဒီမှာရှိတာလေဦးချင်းတော့ကြောက်ရရှိတော့ဟောအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒါပြိဟုတ်ရပြီအဲ့လိုဆိုတော့ဦးချင်းနဲ့ကျုပ်နဲ့ကဆွေးဆွေးတယ်လို့ကိုမကြည့်ဘူးလို့ပြောရမှာပေါ့နေနေတဲ့အတိုင်းခါလေးနဲ့ဒါသွားဆွေးဆွေးတာလို့ဆိုတာမျိုးပဲပြောရမှာလို့ပြောရမှာပါဗျာနော် တရားတဲ့ဆိုတာသူကဘာလို့မဟုတ်တာလို့ဘာလို့လို့ဆိုတဲ့ပုံစံလေးလို့တော့တန်းဘုံကနာလေးတော့သာပြီးတဲ့ချင်းပြားကဟာပြိပိတာတာပြောနိုင်တယ်သူတို့တို့လိုပြောနိုင်ဘူးပြောတာကတို့တို့စကားနဲ့ရှုပ်လို့ပြောတာပါသာရှင်ဘုရားတတိတော်အနေနဲ့ကတော့ဗျာဟိုတတိတော်ရဲ့ဤကောဗျာဟုတ်ကဲ့ဗျာဒီလိုပြောပြောရှင်းရှင်းနဲ့ဒီလိုကြေကြေလောင်လောင်ပြောပြီးပြီးတော့ရှိပါတယ်ဗျာရတယ်တခါကြီးပြောတာဘာလို့လဲဆိုလို့ရှိရင်ဒီလောက် တရားတွေကိုလိုက်စားပြီးကြလားအမှန်လို့ဆိုတော့အချက်မှတ်ချက်ယူထားတဲ့သူကဘယ်လိုလုပ်ပြီးတော့မတရားတာတွေကို